hello အားလုံးမင်္ဂလာပါ blog account ရရနေကြည့်ကြပါတယ်အဲဒီ blog လေးကကျွန်တော်တကယ်ချင်းနေ miss ဖြစ်နေခဏခဏမေးရပြီဖြစ်တယ်တင်မောသားတွေတင်မောပေါ့ပါဘလို့နေထိုင်စားတော့ကြတယ်ဆိုတော့ကျွန်တော်တို့ပြော knowledge share ပုံစံဒီများဖြစ်တယ်အဲဒီ blog လေးကကျွန်တော်တင်မောသားတွေရွေးပြီးတင်တော့တော့မဟုတ်ဘူးတင်မောသားတွေပတ်သက်တဲ့ miss တွေတကယ်ချင်းပေါင်းတင်အထူးပြုမသိသေးဘူးပေါ့ဒီအောင်တင်ပြတာဖြစ်တယ်โอเคစားကြမယ်ကျွန်တော်ကိုကျွန်တော်တကယ်ချင်းနေခဏခဏလာမေးရပြီဖြစ်တယ် တင်မောသားတွေကနေစာကြီးလာဟုတ်ပါတယ်တင်မောသားတွေနေစာကြီးမှာတင်မောသားတွေနေဖို့စားဖို့တင်မောသားဘက်ကကြားခံရမလို့ဘူးနေစရာတော့ကတင်မောဘက်မှာတင်မောစားဆက်တွေကနေရအခန်းလေးပါပြဖြစ်တယ်စားတဲ့အတွက်ကြတော့ကုမ္ပဏီပုံတည်ပြီးတော့တင်မောသားတက်ရောက်ကတက်ရောက်ကို8ဒေါ်လာပြီ73ဒေါ်လာ14ဒေါ်လာတော့ပြီစားမရှိဘူးเนาะအဲအဲ amount ကလည်းကုမ္ပဏီပုံတည်ပြီးတော့ဒါပြောင်းလဲသွားတယ်เนาะဒီတော့စားတဲ့ပုံစံဆက်သွားကြမယ်ကဲစားကြမှာတင်မောသားတွေအချက်စားကြတာလား ချက်စားပါဘူး။ဒီမိုးပေါ်မှာ chief ကိုရှိတယ်။ညီမကိုချက်ကြီးပေါ့။ချက်ကြီးကချက်ပေးတဲ့ဟာလေးကိုစားတာဖြစ်တယ်။အဲဆိုရေခါကြောင့်ဆက်သွားတယ်မယ်။ရေခါ။သူတို့ရေခါရဲ့လူကြီးရတယ်။ဒီမိုးရက်တဲ့အခါဖြစ်ဖြစ်ကြောက်ချတဲ့အခါဖြစ်ဖြစ်ကန့်ကတ်တဲ့အခါဖြစ်ဖြစ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကရေခါတွေဝယ်ကြတယ်။ဝယ်ပြီးတော့တလဆန်းဒါပေါ့တလဆန်းဝယ်ထားပြီးတော့အေးကန်းထဲမှာတူတော်ပြီးကျွန်တော်စားကြတယ်။အေးကန်းမှာမှာအသားကန်းရှိတယ်။ ဟာခန့်ရှိတယ်။ဟင်းဒီရခန့်ရှိတယ်ပေါ့။အဲ့ဒီအခန်းတွေမှာကျွန်တော်တူတော့ပြီးတော့စားကြပါတယ်။ပြီးတော့ဒီမောသားတွေဘာစားကြလဲ။ကျွန်တော်တို့ဒီမောမှာမြန်မာချက်ကြီးကြီးတဲ့အတွက်မြန်မာသားစားတယ်ပေါ့နော်။အဲတချို့ဒီမောကြတော့အိန္ဒိယချက်ကြီး၊တရုတ်ချက်ကြီးအဲချက်ကြီးတွေပြောင်းတဲ့အတွက်သူတို့ရဲ့ရိုးရာနဲ့ပတ်သက်တဲ့အားကြီးစားတယ်ဖြစ်ရင်အဲဒီမောသားနဲ့တဟာစရာဖြစ်မဲ့အရာတွေသူချက်မိတာပေါ့နော်။အဲကျွန်တော်ဒီမောကြတော့မြန်မာချက်ကြီးဖြစ်တဲ့အတွက်မြန်မာသားစားတာပေါ့နော်။အဲမြန်မာအစားအစာမှာဆိုလို့ဖြစ် တနေ့ကိုကျွန်တော်သုံးနှက်စားတယ်မနှက်စားနေ့လည်စားညနေစားပေါ့နော်ကဲမနှက်စားမနှက်စားမှဆိုရင်ကျွန်တော်တို့မှခေါက်ဆွဲကြောကြားလက်ကြောထမင်းကြောအဲ့ဒါဖြစ်ရင်ညမချစ်ချစ်ဖြစ်ရတဲ့ကြောင်းအဲညမသားလေးဖြစ်တဲ့မိုဟင်္ဂါဘုန်းတော်ခေါက်ဆွဲအတုပ်အဲ့ဒါလေးစားရပေါ့နော်အဲပြီးနေ့လည်စားနေ့လည်စားမှဆိုရင်ကျွန်တော်ပုံမှန်ဆိုအသားတစ်မျိုးအရွက်တစ်မျိုးဟင်းညိုအရေးတော့အရေးတော့တစ်မျိုး ဲ့ဒါ၃မျိုးစားရတယ်အဲ့ဒါအဖြစ်မြန်မာ GDP တော့တဲ့အခါပြင်ကြတော့ကျွန်တော်တို့အတုံ့ပြုံလေးတွေကိုအကျော်အတော်လေးတွေကိုငပိရည်တွေကိုလုပ်ပြီးတာရှိပါတော့ဒါမြန်မာ GDP လို့ပြောစားရဖြစ်တယ်အဲ့ဒါအပြင်ကျွန်တော်တို့ချုပ်တဲ့ဘုတ်အတွက်အတိအမျိုးပြောစားပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ညနေစာညနေစာမှာဆိုလဲနေ့လယ်စာလို့ပဲအသားတမျိုးအကျော်တမျိုးအရင်ကိုစားရမှာတော့ဒါစားတဲ့ပတ်သက်ပြီးပြောပြရဖြစ်တယ်အဲ့ပြီးတော့နေစရာနေတဲ့ပတ်သက်ပြောရင်ကျွန်တော်တင်ဖို့မှာကြတော့ ခန်းကြီးကတယောက်ခန်းကြီးဖြစ်တယ်ရေချိုးကန်းကြီးဒါကိုရဲ့ဘာကဖြစ်တယ်ပေါ့နော်အဲတချို့တင်ပေါ်ကြတော့တယောက်ခန်းတင်ပေါ်နေလည်းရှိတယ်အဲဒါပဲကျွန်တော်တင်ပေါ်ကြတော့တယောက်ခန်းကိုပိုင်ရေချိုးကန်းမှာနေတာလေအဲဒါပေမဲ့တချို့တင်ပေါ်ကြတော့တင်ပေါ်တိဆောက်တဲ့ပုံမျိုးတည်ပြီးတော့ public toilet နဲ့သွားရမှာရှိတယ်ပေါ့နော်ဒါကတင်ပေါ်ပုံမျိုးတည်ပြီးဝင်သွားဖြစ်တယ်ပေါ့နော်ကဲဒါဆိုကျွန်တော်ခန်းလေးလိုက်ပြဒါကတော့ကျွန်တော်ရဲ့အခန်းလေးပါအခန်းထဲမှာကတင်းရှိမယ် ခုန်နှန်းရှည်လေးရှိမယ်ပေါ့เนาะအဲဘာလို့ခုန်နှန်းရှည်ထားလဲဆိုတော့ကတင်းနေကိုတိဆောက်ထားတာကတင်မောရဲ့ဦးတိုက်တိုင်းအဲတင်မောသွားတဲ့ direction တိုင်းဆောက်ထားတာဖြစ်တယ်ဒါပေမဲ့တချို့လှိုင်းကျန်းတဲ့ရက်တွေမျိုးဆိုရင်အဲတင်မောကဘယ်ဘက်ညာဘက်ရိမ့်တဲ့အခါမျိုးအဲ့လိုအချိန်မျိုးကြရင်ဒီကရင်ပေါ်အိတ်တဲ့ကဘယ်လိုပြောမလဲလူလှုပ်နှိုးနေတယ်လို့ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့က direction ပြောင်းပြီးတော့လူပုံစံပြောင်းအိတ်ကြတာပေါ့ ုံမှအဲ့လိုပြောတော့မနော်အဲအဲ့ဒါကြောင့်ဒီခုံလွှဲချင်လေးထားပြီးတာဖြစ်တယ်ပေါ့နော်အဲပြီးတော့ကျွန်တော်တို့မှာစပွဲကုံလေးရှိမယ်စာရေးကုံပုံစံပေါ့နော်စပွဲကုံရှိမယ်ပြီးတော့ကျွန်တော်တို့အဲအဝိပီလိုပုံစံရှိမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ life jacket နဲ့ emergency suit ထားတဲ့နေရာလေးရှိတယ်ပေါ့နော်အဲ emergency situation ကြရင်ကျွန်တော်တို့ဒါယူပြီးပြေးလို့ရအောင်ကျွန်တော်ထားထားဖြစ်တယ်ပေါ့နော်ပြီးတော့ဒါကတော့အင်တာနက်ဒီချိုးကန်းလေးပါ ခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲအချိန်ပြည့်ကြည့်ရှုရတဲ့သူအားလုံးကျေးဇူးတင်ပါတယ်